ဒီ series ကိုကျွန်တော်တို့ဟာအတီးပညာနဲ့ဖြည့်ရှင်းရမယ့်အရေးပေါ်အခြေအနေမှာရောက်နေပြီဖြစ်တာကြောင့်ယနေ့ညမှာမယ့်အချိန်ကိုက်ထိုးလွှင့်ဖို့အစီအစဉ်များချင်းဖြစ်ပါရခင်ဗျာဖီထောင်စုတစ်ခုလုံး၅ပါးမောက်ခဲ့ရသည်ဆိုရဲအခြေအနေကနေ Francis Bacon ရဲ့ထထနာကိုလက်နက်အဖြစ်စတင်ကိုက်ဆွဲရပါတော့မယ်ဘေကွန်ကိုဒီလိုစစ်ပွဲတစ်ခုလိုကင်တွယ်ရမယ့်ထထနာအဖြစ်မြင်တာဘာကြောင့်လဲဆရာကြီးဒေါက်တာတန်းထွန်းကဘေကွန်ကိုတစ်ပန်ခစ်တစ်ကိုဥဆောင်ဖွင့်လက်သူအဖြစ်မှတ်ချက်ပေးခဲ့တယ်နော် သူရေးတဲ့စာတွေအရာသူဟာတစ်ပန်ခေတ်တကိုဦးဆောင်ဖွင့်လစ်သူခေတ်တယ်လို့ဆိုနိုင်တယ်။တစ်ပန်နဲ့နီးပညာသားကဘာကိုပြုပြင်ပြောင်းလဲတိုးတက်အောင်လုပ်နိုင်တယ်ဆိုပြီးတစ်ပန်တိုးတက်ဖို့နီလန်းရှာကြဖို့ကိုထက်ထက်မြက်မြက်နိုးစော်တဲ့ထိတ်ထန်တတနာပညာရှင်ကြီးဖြစ်ပါတယ်။ဒီလိုကြီးရတဲ့ပညာရှင်က လူသားတွေရဲ့တွေးခေါ်နိုင်စွမ်းကိုညစ်ညမ်းစေတဲ့စင်တူတူလိမ်မျိုးကိုပါကြောင့်ဖြိုချခိုင်းခဲ့တာလေဒီနေရာမှာဘေကွန်ရဲ့ဘဝကိုတတိထားဖို့လိုပါတယ်ခင်ဗျာဆရာကြီးဒေါက်တာတန်ထွန်းရဲ့မှတ်ချက်ထဲမှာဘေကွန်ဟာအင်္ဂလန်ရဲ့အဓိပတိအထိဖြစ်ခဲ့ပြီးမဲ့တရားပြိုင်ခွင့်စီကတန်ဆိုးလစ်ဆောင်ယူခဲ့မှုကြောင့်အချုပ်ခံရပြီးရာဒူးကနေရက်စဲခံထရရတာကိုတွေ့ရပါတယ် အသိဉာဏ်ပညာဟာအမြင့်ဆုံးမှရှိနေသေးပေမဲ့ကိုကျင့်တရား morality မှာဘေးကုန်ကိုယ်တိုင်ကြဆုံးခဲ့တာပေါ့နော်မှန်ပါတယ်ဒါဟာတတိပေးချက်ပါပဲရုပ်တူလေးမျိုးကိုတင့်နေုံနဲ့မပြီးပါဘူးဘေးကုန်ကိုယ်တိုင်လည်းဂူးစင်တုကိုကျိုးစီပွားနှင့်ဇေကွက်စင်တုယာတူးမြင့်တင်ကြီးကိုတော့လွန်ဆန်နိုင်ခြင်းမရှိခဲ့ပါဘူးဒါကြောင့်ဒီစင်တုတွေကိုတီးပြီးရင်ကိုလက်ယုံနဲ့ကိုရိုက်ချိုးဖို့လိုတာပေါ့ဒါမှသာပိုမင်းညောင်ဇေယဆန်ကနေဒေါ်အောင်ဆန်စုကြည်အချိညမာအိုင်ဒယ်စ်တွေရဲ့လွန်မိုးမိုးအောက်ကနေလွတ်မြောက်မှာပါ ကဲဒါဆိုရင်အဓိကအပိုင်းဖြစ်တဲ့စင်တူလေးမျိုးကိုညမတမန်ရဲ့အမားတွေနဲ့ဆက်ပြီးစမ်းစစ်ကြအောင်လူမျိုးစုစင်တူဟာဖက်စစ်တမတော်ပေါ်ပေါက်မှုကိုဘယ်လိုအားပေးခဲ့တယ်လဲ လူမျိုးစုစင်တုကအလိုရှိရာမြင်ချင်းကိုဦးစားပေးပါတယ်။တက်မတော်ဟာနိုင်ငံဤကဲတင်ချင်းဟုမှတ်ယူခြင်းစိတ်ကြောင့်အကြမ်းဖက်မှုကိုတင်ညင်ရေးအဖြစ်မာယွန်းစွာမြင်ခဲ့ကြတယ်။ဒါ့အပြင်ဂူစင်တုကတစောက်ကန်အောင်ဆန်ကဆလို့လက်ရှိခေါဆောင်မှုအထိသူတို့ရဲ့ကိုပိုင်ဂူထဲကရှိထောင်ကိုတအလုံးစုံသောအမှန်တရားလို့မှတ်ယူခဲ့ပါတယ်ခင်ဗျာ။ ေးကွက်စင်းတို့ကတော့စကလုံးတွေရဲ့ဝေဝါမှုကြောင့်လက်နက်ကင်တိုက်ပွဲဝင်တဲ့လူအုပ်ကြီးအတွင်၌ပင်ရည်ရွယ်ချက်မတူညီမှုကိုဖြစ်စေတာပေါ့နောက်ဆုံးဆဲယုံစင်းတို့ကတော့အယူဝါဒစနစ်များဖြစ်ပါတယ်။တမိုင်းအဆက်ဆက်လက်နက်ကင်လန်းစင်ကိုဆွဲလန်းခဲ့ကြတဲ့လူ30အပါဝင်အုပ်စုတိုင်းဟာ

အသိပညာကိုအရင်ခန့်ပြီးအစဖော်ပါနီးကုံဆွဲပါဆိုတာထက်လုတ်ကြီးဘာအဖက်တင်တယ်လဲဆိုတာမတ်နီးကုံကိုစောင့်ကြည့်ဖို့ပဲရှိတယ်လို့ဆိုလိုတယ်။ ဒါကြောင့်လက်နက်ကင်လန်းစင်ပဲဖြစ်ဖြစ်ဆွေးနွေးညီညာရေးပဲဖြစ်ဖြစ်ဘဲလန်းစင်ကမြန်မာပြည်အတွက်တကယ်အဖတ်တင်တယ်လဲဆိုတာကိုအစွဲအလက်မပါပဲစမ်းသပ်လေ့လာဖို့လိုတာပေါ့ကိုအန်ဖုံမြရဲ့ရည်ရွယ်ချက်အတိုင်း မကြခင်ရုတ်ထူအိုက်ခုံးနဲ့နောင်ချိုးဟူသည်များကိုလက်ယုံနဲ့ကိုရိုက်ချိုးကြနိုင်ကြဖို့ဒီညမှာပဲထုတ်လွှင့်မဲ့ဒီအစီအစဉ်ကိုနားထောင်ပြီးဉာဏ်ပညာကိုလက်နက်အဖြစ်စတင်ကြိုက်ဆွဲကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာယနေ့ညထုတ်လွှင့်မဲ့ကျမတို့ရဲ့ podcast အပိုင်းတကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်